ပါကစ္စတန်နိုင်ငံတဝမ်းမှာမုတ်တုံရသည့်စတင်တဲ့အခုသတင်းပတ်ခရဲကမိုးသည်ထန်စွာရွာသွန်းမှုနဲ့ရေကြီးမှုတွေကြောင့်ကလေး16ဦးအပါအဝင်လူ32ဦးသေဆုံးခဲ့တယ်လို့တဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးတာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။လွန်ခဲ့တဲ့36နှစ်ကြာကြာအတွင်းရေကြီးမှုတွေနဲ့ခေါင်းမိုးပြိုကျမှုတွေကြောင့်လူ19ဦးသေဆုံးခဲ့ပြီးသူတို့တွေကရှေးဟွာကလေးတွေဖြစ်ကြောင်း ခိုင်ပါပတ်တွန်ခါဝပြင်းနဲ့သဘောဝပြင်းနေရဲ့စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ရဲ့ဇွန်28ရက်ကထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။တင်ဆောင်သူတွေထဲမှာ73ဦးဟာနိုင်ငံအနောက်မြောက်ပိုင်းစွတ်တောင်ကြားကဖြစ်တယ်လို့ဆိုပါတယ်။ဇွန်25ရက်နောက်ပိုင်းပန်ချက်ပြင်းနဲ့မှာလူ73ဦးထပ်မံတင်ဆောင်ခဲ့တယ်လို့အဲ့ဒီဒေတာရဲ့သဘောဝပြင်းနေရဲ့စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ကဆိုပါတယ်။ခိုင်ပါပတ်တွန်ခါဝပြင်းနဲ့မှာရေကြီးမှုကြောင့်နေအိမ်56လုံးထိခိုက်ပျက်စီးခဲ့ပြီး၎င်းတို့တွေက6လုံးဟာပြိုကျခဲ့ကြောင်းသဘောဝပြင်းနေရဲ့အာဏာပိုင်အဖွဲ့ကပြောပါတယ်။ ်ဇော်လိုက်တရနေ့အထိမိုးသည်ထန်စွာရွာသွန်းနိုင်တဲ့အန္တရာယ်နဲ့ရေကြီးမှုအန္တရာယ်ဆက်လက်မြင့်တက်နိုင်ကြောင်းအမျိုးသားမိုးလေဝသဌာနကသတိပေးထားပါတယ်။လွန်ခဲ့တဲ့လကလည်းပြင်းထန်မုန်တိုင်းတွေတိုက်ခတ်မှုကြောင့်လူ30နေဦးထပ်မင်းသေဆုံးခဲ့ပါတယ်။